စာနာထောက်ထားမှုနဲ့ထပ်တူဝန်ထမ်းမှုတို့ပြသဆိုတဲ့အေဂျာအဘော်ကိုတင်ဆက်ပေးကြပါရှင်။မလ31ရက်နေ့မှာဧပြီလ6ရက်နေ့အထိ9ရက်တောင်နိုင်ငံတော်အစ်စ်ဝန်ထမ်းခြင်းအထိမ်းအမှတ်နေ့ရက် The Day of National Mourning ဖြစ်ပါလိမ့်။ ပြီးခဲ့တဲ့မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အလွန်ပြင်းထန်တဲ့မြင်းကလင်းကြောင့်အသက်ဆုံးရှုံးမှုများနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက်စာနာနာလည်မှုတွေနဲ့အတူထပ်တူခံစားလျက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကသတ်မှတ်ကြေညာခဲ့ခြင်းဖြစ်ပြီးအဆိုပါရဲများတွင်မှနိုင်ငံတော်အလံအားတိုင်ဝက်လျှော့ချ၍နှုတ်ထွက်ကြရမှာဖြစ်ပါတယ်။ Richter scale 9.8အထိအင်အားအလွန်ပြင်းထန်ခဲ့တဲ့မြင်းကလင်းနဲ့နောက်ဆက်တွဲငလင်းငယ်များလှုပ်ခတ်မှုကြောင့်သခိုင်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်းစီနယ်မြေပဲခူးတိုင်းဒေသကြီးတို့မှာငလင်တန်းသိမ်းခဲ့ရပါတယ်။တဘာဝဘေးရနေရဖြစ်တဲ့မြင်းကလင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့လန္ဒတာအဆောက်အုံတွေထိခိုက်ပျက်စီးဆုံးရှုံးမှုတွေမှာမိမိတို့အရင်ကမမြင်တွေ့ဘူးတဲ့ကြောက်မက်ဖွယ်ပမာဏပဲဖြစ်ပါတယ်။ဒါပြင်ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုနဲ့အသက်သေဆုံးမှုပျောက်ဆုံးမှုများဖြစ်ပြီး ရှာဖွေကယ်ဆယ်မှုလုပ်ငန်းတွေကိုအပူတပြင်းဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။မလ31ရက်နေ့နေ့လယ်အထိသေဆုံးသူ2065ဦးရှိခဲ့ပြီးတော့ဒဏ်ရာရရှိသူ3900ကျော်နဲ့ပျောက်ဆုံးသူ290ခန့်ရှိနေပါတယ်။ဒီကနေ့ဧပြီလ1ရက်နေ့နေ့လယ်12:52မိနစ်နှစ်ဆက်ကမှနိုင်ငံတော်အလံအားတိုင်ဝမ်ရှော့ချရေးလွှင့်ထူထားသောအလံနိုင်ရှိဒါမှမဟုတ်တင်လျော်ရနေရဒါမှမဟုတ် ြုတ်လုတဲ့အခမ်းအနားတွေမှာတမိနဲ့ညင်သက်ပြီးတော့ဥညော့ကာတော်ပြုစဉ်သွာလာသူတွေအနေနဲ့အဲ့ဒီအချိန်မှာတမိနဲ့ညင်သက်စွာရက်တံပြီးတော့ဥညော့ကာတော်ပြုစဉ်အဲ့ဒီအချိန်မှာဝန်နေခြင်းအထိမ်မှန်နေနဲ့အုပ်အောဆွဲကာတော်ပြုစဉ်အဲ့ဒီအချိန်မှာ မီဒီယာများကဝန်နေခြင်းအထိမ်မှန်လိုဂိုများထုတ်လွှင့်ခြင်းကိုယ်ွယ်ရာဘာသာအလိုက် စုတောင်းမြတ်တာပို့တာခြင်းပရဲ့ရွခြင်းအညာအတန်ပေးဝင်ခြင်းတို့ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့လှုံ့ရှားမှုပြုလုပ်ပေးနိုင်မှုအတွက်ကိုတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။မာရီအေဒါအပေါ်မှာဆက်လက်ပြီးတော့ကြန့်ရှိနေတဲ့အကြောင်းအရာကိုမှတက်ဆက်ပေးပါအောင်နော်။ဟုတ်ကဲ့ဆက်လက်ပြီးတော့ညွှန်ပြပေးတော့မှာဖြစ်ပါတယ်။ငရင်ဘေးဒဏ်တင်ပြည်သူတွေကိုကုညီထောက်ပံ့နိုင်မှုအတွက်ပြည်အောင်စုနေမီနေပြီးတော့မှာ ဒီကနေ့အပိလာ၁ရက်နေ့မှာအလှငွေပေးအပ်လှူဒါန်းပွဲကိုဆောင်ရွက်မှာဖြစ်ရာအလှငွေများလှူဒါန်းနိုင်မှုအတွက်အရင်ရက်တွေကကြီးညာထားပြီးဖြစ်တဲ့အလျောက်စေတနာတရားထက်သန်စွာနဲ့လှူဒါန်းကြမယ်လို့ယုံကြည်ပါတယ်။ ရင်းလုတ်တဲ့နေမလာ28ရက်နေ့မှာနိုင်ငံတော်စီမံကိန်းချုပ်ရေးကောင်စီရဲ့ကုထာနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်လိုင်ကပေးအပ်နေတဲ့ကြားရောက်တဲ့ဒေသတွေကိုတွားရောက်ကြည့်ရှုခဲ့ပြီးမြန်တန်ကယ်ဆယ်ရေးလုပ်ငန်းတွေကျေပြန့်စွာပြုလုပ်ဖို့ရှိတဲ့အတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့မြစ်တာရက်ခံခဲ့တာမိသည့်နိုင်ငံမိသည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံအတွင်းရှိရဟန်းရှင်လူမိဘပြည်သူမိသူများမဆိုလာရောက်ကူညီဖို့ဖိတ်ကြားခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့မြင်းရင်ဟာအင်အားအလွန်ပြင်းထန်ပြီးပျက်စီးဆုံးရှုံးမှုကြီးမားတဲ့အတွက်ကြောင့်ကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေအကြီးအကဲတွေဟာစာနာထောက်ထားကြကြောင်းဝန်ထဲကြောင့်လို့ဖော်ပြခဲ့ကြတဲ့အပြင်လိုအပ်တဲ့အကူအညီတွေကိုလည်းပေးရလျက်ရှိကြပါတယ်။ရှားပွေကယ်ဆယ်ရေးအဖွဲ့တွေဆက်လုပ်ပြီးတော့လည်းအကူအညီလျက်ရှိကြရမှာမိမိတို့နိုင်ငံအဖို့အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရချိန်မှာခွန်အားတွေကိုဖြစ်ပေါ်စေပါတယ်။အဖြစ်ဆွားကြီးမားတဲ့တဘာဝဘေးအန္တရာယ်ကြီးကြောက်ရွံ့တဲ့အချိန်မှာအတဝဲဥစ္စာဆုံးရှုံးကြရတဲ့သူတွေ ထိခိုက်ဒဏ်ရာရရှိကြတဲ့သူတွေတခြားလူမှုဒုက္ခအဝဝကိုခံစားကြရတဲ့သူတွေအတွက်စာနာထောက်ထားမှုနဲ့ထတ်တူဝမ်းနည်းမှုတို့ကိုရသက်တပတ်သားပြသခြင်းဖြင့်စိတ်ခွန်အားတွေကိုအလုံးအတူတကွဝိုင်းဝန်းပြီးတော့ဖြစ်ပေါ်စေရမယ်ဆိုတဲ့အကြောင်းကိုရေးသားထားတဲ့ဒီကနေ့ထုတ်မြန်မာအလင်းသတင်းစာရဲ့အိဒါအဝကိုရွေးချယ်ပြီးတင်ဆက်ပေးလိုက်ရပါရှင်။